ရန်ကန်နေထဲမှာတော့လမ်းနှစ်ခွနဲ့ဥပမာပေးတယ်။ဟိုသွားရမလူလူ၊ဒီသွားရမလူလူ။အဲ့ဒါလိုငင်းနေတုံး။နောက်ကလူဆိုးတွေရဲ့နှိမ့်ဆက်ခြင်းကိုခံရလို့ဒုက္ခရောက်ရတဲ့လမ်းနှစ်ခွရှေ့မှာရက်နေတဲ့ခရီးတွေနဲ့တူလို့ဝီရှိကိစ္စကိုလမ်းနှစ်ခွလို့ပြောတယ်။ဒီဒေသနာတော်မှာတော့ဝီရှိကိစ္စသည်စိတ်ကိုနောက်ကျူစေတယ်လို့ပြောတာ။ဟုတ်လား။ဒါကြောင့်စိတ်ကိုကြည်ရင်လေဆိုရင်စိတ်ကိုနောက်စေတတ်တဲ့အရာတွေကိုမလုပ်ရမယ်။ ဖေရှားရမယ်နောက်စီတဲ့တဲ့အရာသည်និဝရဏတရား၅ပါးဒီနေရာမှာတော့စိတ်နောက်ကြောင်းတရားလို့ဟောတယ်တချို့နေရာတွေမှာကြတော့စိတ်ကိုအမှန်တရားနဲ့မိမိရဲ့ကြားမှာမမြင်အောင် ဖုံးကွယ်ထားတဲ့အပိတ်အပင်အတားအဆီးအကာအကွယ်လို့လည်းဟောတာရှိသေးတယ်និဝရဏဆိုတဲ့ပါဠိရဲ့ဓာတ်ရဲ့အဓိပ္ပာယ်ကပိတ်ပင်ခြင်းတားဆီးခြင်းကာကွယ်ခြင်းမမြင်ရအောင် ဖုံးလွှမ်းခြင်းလို့အဓိပ္ပာယ်ရတယ်ဟုတ်လားအေးထားပါတော့ အဲ့ဒါဦးဇင်းတို့တတိယပြောလိုက်တာကဘာလဲစိတ်ကိုကြည်အောင်လုပ်ရမယ်ဟုတ်လားစိတ်ကြည်ပြီဆိုရင် ကိုကြိုးစည်းဝါကိုလည်းမြင်တယ်သူတစ်ပါးရဲ့ကြိုးစည်းဝါကိုလည်းမြင်တယ်နောက်ဆုံးအထွတ်အထိပ်ကိုပြောလိုက်မယ်နိဗ္ဗာန်ကိုတောင်းမြင်တယ်ကြံတာဆိုတာအသေးအမွှားပါ ဟုတ်လားဒါကြောင့်ဘေးတပ်ပေါင်းသူတော်ကတို့စိတ်ကြည်ဖို့မလိုဘူးလားစိတ်ကြည်ဖို့ဆိုရင် စိတ်ကိုနောက်အောင်ပြုစားတတ်သောနိဝရဏတရား၅ပါးကိုဖယ်ဖို့လိုတယ် ဖယ်မယ်ဆိုရင်ဖယ်စရာတရားရှိရမယ်အဲ့ဒါဒီလည်းပဲသမထဘာဝနာဝိပဿနာဘာဝနာဒီပင် ဖြစ်တယ်ဟုတ်လားဒါကြောင့်စိတ်ကိုနံပါတ်1လုံအောင်လုပ်ရမယ်နံပါတ်2စိတ်ကိုဖြူအောင်လုပ်ရမယ်နံပါတ်3စိတ်ကိုကြည်အောင်လုပ်ရမယ်ဘာပြုလို့လဲဆိုတော့မလုံသော စိတ်မဖြူသောစိတ်မကြည်သောစိတ်ဒီဒကာသမားတို့ဥစဉ်တို့ဒါမှမဟုတ်လောကကြီးတစ်ခုလုံးကို အကြီးအကျယ်ဒုက္ခတွေပေးနေတာ ဟုတ်လားတရားဓမ္မဥစဉ်တို့ကိုလည်းပဲကိုယ့်ရဲ့အဲ့ဒီစိတ်တွေကပဲအကြီးအကျယ်ဒုက္ခပေးနေတာဘယ်သူကမှလပ်ပြီးတော့ဒုက္ခပေးတာမဟုတ်ဘူးเนาะကိုယ့်ရဲ့စိတ်တွေကအတွေ့အကြုံမျိုးမျိုးဖြစ်အောင်ဖန်တီးတယ်အဲ့ဒီအတွေ့အကြုံကနေပြီးတော့ကာယကံတွေဝစီကံတွေထင်တယ်လို့ပြောတယ်ထင်တယ်လို့လုပ်တယ်တကယ့်ကိုမှထင်တယ်လို့မှထင်တယ်လို့ကြီးထင်တယ်လို့လုပ်ပြီးတော့ပြီးတော့ထင်တယ်လို့ဖြစ်ကြတာပါပဲဟုတ်လားဒါကလည်း ဓမ္မရဲ့ဏိယာမကမ္မရဲ့ဏိယာမလောကရဲ့ဏိယာမဟုတ်လားအေးဒါကြောင့်တကယ်အရေးအကြီးဆုံးတရားသည်လောကမှာစိတ်ဖြစ်တယ်လို့နားလည်ပြီးပြီနော်အဲ့ဒီစိတ်ကိုလည်းပဲဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းတွေကိုလည်းဦးဇင်းတို့ပြောလို့ပြီးပါပြီဟုတ်လားဒါကြောင့်တရားကောင်းစဉ်ကဗါတဲ့တုန်းစိတ်တို့ဤအစွမ်းတဲ့ဟုတ်လားပြန်ပြီးတော့ဦးဇင်းတို့ရဲ့တရားလေးကိုပြန်ချုပ်မယ်နော် စိတ်ဒီပင်တဲ့လောကကြီးကိုရှောင်းနေတယ်စိတ်ဒီပင်တဲ့လောကကြီးကိုတရွတ်တိုက်ပြီးတော့သူ့နောက်ကို မပါပါအောင်ဆွဲငင်ပြီးတော့ယူဆောင်သွားတယ်စိတ်ရဲ့အလိုကိုပဲတတ္တဝါတွေအားလုံးလောကကြီးတစ်ခုလုံးဟာလန်ရတယ်ဟုတ်လားကံသုံးပါးထဲမှာမနောကံဒီသာနဲ့အပြစ်အကြီးဆုံးဖြစ်တဲ့မကောင်းတဲ့နေရာမှာကောင်းတဲ့နေရာမှာလည်းပဲမနောကံဒီသာနဲ့အထွတ်ထိပ်ဖြစ်တယ်ဟုတ်လားဒါကြောင့်ဒီစိတ်ကောင်းရင်ကံသုံးပါးကောင်းတယ် ကံသုံးပါးကောင်းရင်မိမိရဲ့ဘဝကောင်းလိမ့်မယ်နော် စိတ်မကောင်းရင်ကံသုံးပါးမကောင်းနိုင်ဘူးကံသုံးပါးမကောင်းရင်မိမိဘဝမကောင်းနိုင်ဘူးဒါကြောင့်ဒီလောက်အရေးကြီးတဲ့စိတ်ကိုနံပါတ်၁သမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်လုံအောင်လုပ်ရမယ်ဖြူအောင်လုပ်ရမယ်ကြည်အောင်လုပ်ရမယ်ဒါဥစဉ်တို့ပြောလိုက်တဲ့တဏှာကြီးခွဲအပြည့်မှပြောတဲ့တရားရဲ့အနှစ်ချုပ်ပါဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့စိတ်တို့ဤအစွမ်းဆိုတဲ့အတိုင်း အစွမ်းထက်သော စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်ပြုပြင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေတည်းလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ဆုံးသတ်ရအောင်နော်ဘဝတုတဗ္ဗမင်္ဂလရကံတုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝိနတရာတုခိဘဝန္တုတေ ဘောဓုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗတိဝတ္တသဗ္ဗဓမ္မာနုဘာဝေနတရာဒုခိဘဝန္တုတိဘောဓုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗတိဝတ္တသဗ္ဗတံဃာနုဘာဝေနတရာဒုခိဘဝန္တုတိတေတုံမကသင်တရားနာပိတ္တပေါတုရောကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အား သဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသည်။မင်္ဂလာဝါဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း။သဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှဆောင်ကျက်နေကြကုန်သောနတ်မိမိတို့အိမ်မှဆောင်ကျက်နေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှဆောင်ကျက်ဆောင်ကျက်နေကြကုန်သောနတ်မြတ်ကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသိဆောင်လျှောက်တော်မူနိုင်ကြပါစေတည်း။သဗ္ဗဗုဒ္ဓ ानु ဘာဝေနာ ကင်းငါဝါလူသည်စုမကပွင့်တော်မူကြတဲ့စုစုတော်တာဘာဖြစ်ရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတဘာဓမ္မနုဘံဝီနာမေလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအနုဘောတော်တို့ကြောင့်၎င်းတဘာသံဃာနုဘံဝီနာမေကတံလေးယောက်ပလတံလေးယောက်ဆိုသောရှင်ယောက်တော်ရိယသံဃာရှင်မြတ်တို့နဲ့တကား သီလကုံသမာဓိကုံပညာကုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်တီဇောအနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ချင်းရှိတိုင်းချင်းရှိတိုင်းဒုက္ခကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသီသာဓုသာဓုသာဓု